ောင်းမှုကိုကြိုးစားလုပ်ကြတနေ့ကြာရင်အဲ့ဒီလူဆိုးတွေရောလူကောင်းတွေရောအကုန်သိမှာပဲလူဆိုးတွေကောင်းမှုလုပ်ဖို့သတိမရကြပေမဲ့လူကောင်းတွေကောင်းမှုလုပ်ဖို့ကိုသတိရကြပါဘယ်ရှင်ဘိုးကြီးကြည့်လဲဘုံရန်ဒုက္ခ ောင်နာဆလုံးအရေးကြီးတယ်ဇီဝိတသင်္ခယံမိဘာလဲလဲအသက်ကုန်ကနီးပြီဆိုရင်ဟဲ့ဘယ်ချိန်လဲအသက်ကုန်ကနီးပြီဆိုရင်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ဟာချမ်းသာတယ်ချမ်းသာ၃ပါးရအသက်ကုန်ကနီးရင်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ကရည်နေရင် ဲ့ဒီရေထဲမှာပြင်ချက်ကလေးတစ်ချက်ရသလိုပဲအပင်လေးတစ်ပင်ဆွဲကင်စရာရသလိုပဲဒေဂန်ဒီအသက်ကုန်ကနီးလာပြီဆိုရင်ကောင်းမှုရှိတဲ့ပုံကိုယ်တွေချမ်းသာလိုက်မယ်ကောင်းမှုကြီးကြီးမားမားမရှိရင်ကောင်းမှုကိုမရှိရင်တော့အဲ့ဒါဆင်းရဲစွာသိကြမယ်ဒေဂန်အရေးကြုံရင်မိတ်ကောင်းရှိရ နှစ်ကရှာရှာပါပါဖြစ်လာတဲ့အချိန်မှာလောဘမကြီးကြနဲ့။ရောင်ရဲတင်းတိမ်မှချမ်းသာမယ်။ဘုလုံးကတော့မသေးတဲ့သတ္တဝါတယောက်မှမရှိဘူး။သေဖို့အချိန်နီးနီးလာရင်ကောင်းမှုရှိမှချမ်းသာစွာသေရမယ်။ကောင်းမှုရှိအောင်လုပ်ကြ။သို့နော်။ မနလူသတ္တဝါဟောရတာနော်ရေအိုးပေါက်ပြီးတော့ရေလုံးရသလိုဖြစ်မနမနဘာတရားမှမရှိတယ်ကောသဗ္ဗသဒုက္ခသဗ္ဗဟာနံပုံညာ conclusion လေးရကောင်းလိုက်တာသဗ္ဗသဒုက္ခသဗ္ဗဟာနံပုံညာ အားလုံးကိုပယ်နိုင်မှချမ်းသာအစေတကယ်ဖြစ်မယ်ဒုက္ခလို့ဆိုတဲ့နေရာမှာဝဒုက္ခကမ္မဝကိလေသာဝဝိပါကဝဒီသုံးခုကိုဒုက္ခလို့ဒီနေရာမှာပြောတယ်အဲ့ဒီဝသုံးပါးကိုပယ်နိုင်တော့မှဘာဖြစ်လဲချမ်းသာအစေကိုအေကံရရမယ် ကမ္မဝတ်လည်းပဲနဲ့အောင်လို့ကြကိလေသာဝတ်လည်းပဲနဲ့အောင်လို့ကြကမ္မဝတ်နဲ့ကိလေသာဝတ်ကိုပဲနိုင်ရင်ဝိပါကဝတ်ဆိုတာကတော့မလာတော့ဒါကတော့ဓမ္မစစ်စစ်ဘုရားပြောတာနော်ဒုက္ခ၄ပါးဒီကတာပြောသွားတယ်ပြန်ဖတ်လိုက်မယ်